င်္ဂလာပါဒီနေ့ကျွန်တော်ဆွေးနွေးကြောင်းမင်းအကြောင်းအရာကတော့ဟေဘရဲဝါဝါဒစာတွေကတော်တော်အရေးပါတဲ့အခန်းကြီးတစ်ခုအခန်းကြီးကိုပေးဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီဆွေးနွေးမှုအတွေ့အချက်လက်တွေကိုတော့ The Wise Believers ကပြင်ဆင်ပေးထားတာပါဒီခန်းကလေအမ်ဓမ္မဟောင်းပတိညင်ရဲ့အဲ့ဒီဝိတုကိုကိုယ်မှုစစ်နေပေါ့နော်ဟုတ်ကဲ့တေတော်တို့ပူဇော်တက်ကတို့ဟုတ်တယ်အဲ့ဒါနဲ့ခရစ်တော်ဆောင်ကျင်လာတဲ့ပတိညင်တစ်အဲ့ဒီအမှုတော်တွေကိုနိုင်ရှင်ပြထားတာ တော်တော်အားကောင်းပါတယ်အထူးသဖြင့်အဲ့ဒီရက်ပူဇော်ခြင်းမှာဘလို့ပြောင်းလဲသွားလဲဆိုတာကိုအဓိကကြည့်ချင်တာပါဟုတ်ပါတယ်ဒီနိုင်ရှင်ချက်ကဟီရီဝါဝါဒါစာတစ်ခုလုံးရဲ့အဓိကအချက်လို့ပြောလို့ရတယ်ရှင်ဓမ္မအောင်စနစ်ကအင်းဘာကြောင့်မလုံလောက်ခဲ့တယ်လဲဘာကိုမျော်လင့်နေခဲ့ရတယ်လဲဆိုတာနားလည်မှာခရစ်တော်ရဲ့အမှုတော်ကဘလောက်ထိပြည့်စုံပြီးသားလို့နေဆိုတာကိုတကယ်သိနိုင်မှာပါဟုတ်ပြီဟုတ်ပြီ ဒါကတမိန်ကြောင့်ပြောတာထက်ဝတ်ပြူရေးနဲ့ဖျားနဲ့ဆက်စံရေးမှာဖြစ်သွားတဲ့အခြေခံကြတဲ့အပြောင်းအလဲကိုနားလည်ဖို့အရေးကြီးတယ်ရှင်။ကောင်းပြီ။ဒါဆိုအရင်ဆုံးအဲ့ဒီဓမ္မဟောင်းစနစ်ကိုခဏပြန်ကြည့်ကြအောင်။ဟေဘရဲကိုအစပိုင်းမှာလေးပထမပတိညင်လို့တုံးထားတယ်။အဲ့ဒီရောက်ကဝတ်ပြူတဲ့နေရာမြေကြီးပေါ်ကတဲတော်အကြောင်းပြောတယ်။อืมဒီတဲတော်ဆိုတာအစ္စရေလလူတွေဟိုတိုးတဲ့လက်လက်သွားလာတော့ကဖျားတခင်သူတို့နဲ့အတူရှိတဲ့နေရာဝတ်ပြူတဲ့အဓိကနေရာပေါ့လေ။ဟုတ်ကဲ့။သူတို့မှာအပိုင်းနှုတ်ပိုင်းရှိတယ်လို့ဆိုတယ်။ ပထမပိုင်းကတန်ရှင်းရဌာနတဲ့အထဲမှာတော့အဲမိခုံတို့ရှေ့တော်မှုတင်တဲ့စားပွဲတို့ရှိတယ်မှန်ပါတယ်ဒါတွေကဖခင်ရဲ့ထောက်ပံ့မှုလမ်းပြမှုတမိုးဆောင်တာပေါ့ဟုတ်တယ်အဲ့ဒီပထမခန်းက yes prophet ရဲ့နေစဉ်အမှုဆောင်တဲ့နေရာလေဒါပေမဲ့ပိုရေးကြီးတာကဒုတိယတင်းတင်းကာရဲ့နောက်ွယ်ကအလွန်တန်ရှင်းရဌာနပါအာဟုတ်ကဲ့အဲ့ဒီနေရာကဖခင်ရဲ့ဘုံတော်တည်ရှိရာအထွတ်အမြတ်ဆုံးနေရာပေါ့အထဲမှာတော့အင်း ပရိညင်တီတာရှိမေတို့ဘောမှာကရုဏာပတ်လင်းဘုံတော်ခေရူပိုင်လေးရှိတယ်။ဒီနေရာကိုတော့လေဘယ်သူမှကြိုက်တယ်လို့ဝင်လို့မရဘူးရှင်။အဲ့ဒီအချက်ကစိတ်ဝင်စားစရာပဲ။ဆိုတော့ဒီနေရာကိုဝင်ခွင့်နဲ့ပတ်သက်ပြီးဘလို့စီးမြင်းတွေရှိခဲ့တာလဲ။လူလိုက်ဝင်မရဘူးဆိုတော့အဲဖယားစီချင်းကပ်ဖို့အတားအဆီးရှိနေတယ်ဆိုတဲ့သဘောလား။အတိအကျပဲ။ဒါကဓမ္မဟောင်းစနစ်ရဲ့အတိကဟုတ်တယ်ကန့်ဆက်ချက်တစ်ခုပါ။အလွန်ဆန်းရှင်းရဌာနတွေကို ယစ်ပရိုဟင်မန်တီယာချေပဲတနေ့မှတစ်ချိန်ပဲတစ်ချိန်ဒီဟုတ်တယ်အဖြစ်ဖြစ်ရနေလို့ခေါ်တဲ့နေ့မှပဲဝင်ခွင့်ရှိတာပြီးတော့ဒီတိုင်းလပလာနေဝင်လို့မရအောင်နော်ဟုတ်ကဲ့သူကိုပိုင်အဖြစ်ရလူတွေမတိလိုက်ပဲလုံးမိတဲ့အဖြစ်တီအတွက်ရတရားဆန်ရဲ့အသွေးယူပြီးဝင်ရတာအသွေးပါမှရမယ်ဒီခဲတာလေ Hebrew ကိုကရှေကနေစေမာလေတန်ရှင်းသောဝိညာဉ်တော်ကဒါကိုအတိတ်ကဖွင့်ပြတယ်ဆိုထားတယ် ဟုတ်ကဲ့ပထမတဲတော်ရှိနေသည်၍အလွန်တန်ရှင်းရာဌာနတွေဝင်ဖို့တနည်းပြောရင်ဖျားမျက်မှောက်တော်တွေတက်ရိုက်သွားဖို့လမ်းကအပြည့်ဝမဖွင့်သေးဘူးဆိုတော့ကိုပြလိုက်တယ်တဲ့မှန်ပါတယ်ဒီစနစ်ကအပြင်းပန်းတန်ရှင်းမှုပဲလုံနိုင်ပြီတော့ဝိပုသူရဲ့အသွင်းစိတ်ကို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 တီးတော်စိတ်ကိုအပြစ်ဝင်ထုတ်ကနေတကယ်မလွတ်စေနိုင်ဘူးလို့ပြောထားတယ်။ဆိုတော့ဒါရီအလုံးကအပြုပြင်ပြောင်းလဲခြင်းအထိပဲပေါ့။ဟုတ်ပါတယ်။ယာယီစီးမြင်းတဲ့ပုံမျိုးလား ဟုတ်ပါရဲ့ဒီပြုပြင်ပြောင်းလဲချိန်ဆိုတာခရစ်တော်ကြွလာပြီးပိုကောင်းတဲ့အရာကိုစခင်မဲ့အချိန်ကိုဆိုလိုတာပါဒီတစ်ခုလုံးကအရေးတစ်ခုလိုပဲတကယ်ရာမဟုတ်သေးဘူး อืมอืมဒါတွေကလိုအပ်ခဲ့လေဘုရားသခင်ခံထားရမှန်ပေမဲ့သူ့မှာကန့်သက်ချက်တွေရှိတယ်။သူ့ကိုယ်တိုင်ကပိုကောင်းတဲ့ပိုပြည့်စုံတဲ့အရာတစ်ခုလာဖို့လိုနေတယ်ဆိုတာကိုသူ့ကိုယ်တိုင်ပြနေခဲ့လာရှင်။ဝိပုသူကနှစ်တိုင်းနှစ်တိုင်းယက်တီပူဇော်နေရပေမဲ့အပြည့်နဲ့ပတ်သက်တဲ့အတွေးစိတ်ထဲကခံစားချက်ကတကယ်ဖြစ်ရှင်းမရခဲ့ဘူး။ကောင်းပြီကောင်းပြီ။ဒါဆိုရင်တော့အဲ့အရိတ်တွေကနည်းတကယ်အရာစီကို ရောက်လာပြီပေါ့။အငယ်၁၁ကစပြီးအခြေအနေကတမျိုးပြောင်းထားပြီ။ခရစ်တော်သည်ရောက်လာလက်တန်တော့ ကောင်းကျိုးမင်္ဂလာတော်နှင့်ဆိုင်သော yes ပူတော်ဟိမဲအရာ၌ခန့်ထားလျက်ဆိုပြီးစတယ်။ဟုတ်ကဲ့။ဒါပေမဲ့သူကမြေကြီးပေါ်ကဟိုလက်နဲ့လှုပ်တဲ့တဲတော်မှာ အမှုဆောင်တာမဟုတ်တော့ဘူး။တာ၍ကြီးမြတ်၍ပို၍ဆုံလင်သောလက်ဖြင့်မလှုပ်သောဖန်ဆင်းသောຢာတော်နှင့်မဆက်ဆိုင်သောတဲတော်ကိုဖျက်ပြီးကြွလာတယ်လို့ဆိုတယ်။ဒါဒါကဘာလို့ဆိုလို့ရလဲ။ကောင်းမင်းမုံကိုပြောချင်တာလား။အများစုကတော့အဲ့လိုပဲနားလဲကြပါတယ်ရှင်။ ဒါဟာမြေကြီးပေါ်ကပုံရိပ်မဟုတ်တော့ဘူးကောင်းခင်ပေါ်မှာရှိတဲ့ဖျားသခင်ရဲ့တကယ်မျက်မှောက်တော်ကိုဆိုလိုတာပါပြီးတော့အရေးကြီးဆုံးကွာခြားချက်က yes ပူဇော်ခြင်းမှလာတာဟုတ်ကဲ့အငယ်စနစ်မှာရှင်းရှင်းနဲ့ပြောထားတယ်ခရစ်တော်ဟာအဲကောင်းကင်အလွန်တန်ရှင်းရဌာနတဲ့ကိုစိတ်တည်နွားငယ်တဲ့အသွင်းနဲ့ဝင်တာမဟုတ်တော့ဘူးမဟုတ်ဘူးကိုရောရဲ့ကိုပဲအသွေးတော်နဲ့ဝင်ခဲ့တယ်ပြီးတော့ yes ပူယောဟိမင်းလို့နှစ်တိုင်းဝင်နေရတာမဟုတ်ဖဲတစ်ချိန်တည်းဝင်ခဲ့တယ်တစ်ချိန်နဲ့ဟုတ်တယ်အဲ့ဒီတစ်ချိန်နဲ့တော့အမှုနဲ့သာဝရယွင်းနှုတ်ခြင်းကိုရယူပေးခဲ့တယ်လို့ဆိုတယ်အိုးဒီတစ်ချိန်တည်းနဲ့သာဝရဆိုတာနာတကယ်အရှိစရာပဲနော်ဓမ္မဟောင်းမှာ ထက်ခါထက်ခါလုံနေရတာတွေ ਨੇ လုံးဝကွာသွားပြီအဲဒီတကြိမ်တည်းသောပူဇော်ခြင်းကဘာကြောင့်အလောက်တန်ကူကြီးရတာလဲအငယ်73ဆလေးမှာလေဒီအကြောင်းကိုနိုင်ရှင်ပြထားပုံကစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီရစ္ဆာန်အသွေးနဲ့ပြားတွေကတော့အပြည့်မှန်တန့်ရှင်းစေနိုင်ဒီအင်း ခရစ်တော်ရဲ့အပြစ်ကင်းစင်တဲ့အသွေးကကျွန်တော်တို့ရဲ့အသွင်းဆိုင်ကိုကိုကိုတီးသောစိတ်ကိုဘလောက်တောင်ပို့ပြီးတန့်စင်စေနိုင်မလဲဆိုပြီးမေးခွန်းထုတ်ထားတယ်။ဒီကိုကိုကိုတီးသောစိတ်ကိုတန့်စင်တယ်ဆိုတာဘာကိုဆိုလိုချင်တာလဲ။ဒါကလွန်အရေးကြီးတဲ့အချက်ပါရှင်။ကိုကိုကိုတီးသောစိတ်ဆိုတာက ကျမတို့ရဲ့အမားအမှန်တိစိတ်အထူးသဖြင့်ဖျားသခင်ရှိမှအပြစ်ရှိတယ်လို့ခံစားရတဲ့အတွင်းစိတ်ခံစားချက်ကိုဆိုလိုတာပါ။ ဓမ္မဟောင်းရက်တွေကလည်းလူတယောက်ကိုဝတ်ပြုခြင်းမှာပါဝင်ခွင့်ရအောင်အဖြစ်မှန်းတန်ရှင်းမှုပေးနိုင်ပေမယ့်သူအတွင်းစိတ်ထဲကအပြစ်ကြောင့်ဖြစ်တဲ့ဝန်ထုတ်ဝန်ပိုးရှက်စိတ်ဖျားနဲ့ဝေးကွာတယ်ဆိုတဲ့ခံစားချက်တွေကိုတကယ်မထေရှားပေးနိုင်ခဲ့ဘူး။အင်းအဲ့ဒါကြောင့်ခဏခဏလွတ်နေရတာကို ဟုတ်ပါတယ်ခရစ်တော်ရဲ့အသွေးကြတော့ထာဝရဝိညာဉ်တော်အပြင်ပူဇော်ခဲ့တဲ့အပြစ်မဲ့အသွေးချစ်လို့အပြစ်ရဲ့အရင်းမြစ်ကိုကင်တွယ်နိုင်စွမ်းရှိတယ်။ဒါကြောင့်ကျမတို့ရဲ့ကိုကိုကိုတည်တော်စိတ်ကိုတည်တော်အကျင့်လို့ခေါ်တဲ့အရာတွေဆိုလိုတာကဖျားနဲ့မဆက်တွယ်နိုင်စေတဲ့အရာတွေအပြစ်ရဲ့အကျိုးဆက်တွေကနေလုံးဝတန့်စင်ပေးနိုင်တယ်။ဟုတ်ပြီ။ဒီလိုတန့်စင်ပြီးမှပဲကျမတို့ကအသက်ရှင်တဲ့ဖျားသခင်ကိုကြုံရွံ့ခြင်းမဟုတ်ပဲလွတ်လပ်မှုရဲရင်မှုနဲ့ဝတ်ဖြူကိုးကွယ်နိုင်မှာဖြစ်တယ်။ အာတဆိုခရစ်တော်ရဲ့တေချင်းကပဋိညင်တက်ကိုစပြီးအသက်ဝင်စေတဲ့တော့ချက်ဖြစ်သွားတာပေါ့အငယ်15မှာ ခရစ်တော်ကိုပဋိညင်တက်ဤကြားဝင်ဆောင်ရွက်ပေးသူ mediator လို့ခေါ်ထားတယ်ပြီးတော့ပဋိညင်ကိုတေတန်းစာ will နဲ့ဥပမာပေးထားတာတွေ့ရတယ်ဟုတ်ကဲ့တေတန်းစာအတီးဖိဖို့ရေးတဲ့သူတေဖို့လိုသလိုပဲပဋိညင်တက်အသက်ဝင်ဖို့ခရစ်တော်ရဲ့တေချင်းလိုအပ်သေးတယ်လို့ဆိုတယ် အဲစိတ်ဝင်စားစရာကအဲ့ဒီတည်ခြင်းကအနာကအတွက်ပဋိညင်တစ်ကိုအတက်ဝင်စေရုံတင်မကဘူးပထမပဋိညင်အောက်ကအဖြစ်တည်ကိုပါယွင်းနှုတ်ပေးတယ်လို့ဆိုထားတယ်ဒါကိုဘလို့နားလဲရမလဲဒါကလေခရစ်တော်ရဲ့အမှုတော်ဘလောက်ပြည့်စုံလဲဆိုတာကိုပြတဲ့နောက်တစ်ချက်ပဲရှင်ပဋိညင်ဟောင်းအောင်မှယူရေဟာပြည့်ညက်တရားကိုလိုက်နာဖို့ကြိုးစားကြလေဒါပေမဲ့အပြည့်ဝမလိုက်နာနိုင်ခဲ့ကြဘူးအဖြစ်တည်လောက်ခဲ့ကြတယ်ဟုတ်တာပေါ့ရဲ့ဖိုးခါကိုပါအပြီးတိုင်ပေးဆက်လိုက်တာအာ ိတ်ကဟာတဲ့အတော့ပါလားဟုတ်ပါတယ်ဒါကြောင့်ကိုတော်ကိုယုံကြည်ခြင်းအပြင်ပြည်ညင်တစ်ထဲဝင်လာသူတွေဟာအတိတ်ကဖြစ်တွေကနေလဲလွတ်ငင်းခွင့်ရရှိပြီးဖိယားသခင်ရဲ့ကတိတော်အမွေကိုခံစားခွင့်ရကြတာဖြစ်တယ်ဟွန်းဒီတကြင်းနေသောပူဆိုခြင်းဟိယူစာကိုအခန်းရဲ့ဒုတိယပိုင်းမှာထပ်ပြီးအလေးပေးထားတာတွေ့ရတယ်ငွေ23ကနေစကြည့်ရင်လေမြေကြီးတဲတော်ကကောင်းခင်အရာတွေရဲ့ဘုံရိပ်ဖြစ်လို့တွေ့ရဆန်အတွင်းနဲ့တန့်စင်ရတယ်ဆိုရင် ကောင်းခင်အရာတွေကိုနဲ့ကိုရော ဒီရက်တာလွန်သောရက်များနဲ့တန့်စင်ဖို့လိုတယ်လို့ဆိုရယ်ဟုတ်ကဲ့ဒီတာလွန်သောယေရှုက ခရစ်တော်ရဲ့ပူဇော်ခြင်းကိုပဲရည်ညွှန်းတာဖြစ်မှာပေါ့နော်ပြီးတော့ခရစ်တော်ဟာနှစ်တိုင်းရစ်ပူဇော်ဖို့ ကောင်းငင်ထဲထက်ခါထက်ခါဝင်းစရာမလိုဘူးကဘာကွန်ခါနီမှာအပြစ်ကိုအပြစ်တိုင်းဖယ်ရှားဖြစ်ဖို့တကြိမ်တည်းပေါ်ထွန်းခဲ့တယ်လို့အငယ်26မှာအခိုင်အမာပြောထားတယ်ဒီအချက်ကဘာကိုအဓိကထောက်ပြနေတာလဲဒါကခရစ်တော်ရဲ့မှုတော်ကိုရဲ့အပြစ်တတ်ခြင်း finality နဲ့လုံလောက်မှု sufficiency ကိုအလေးအနက်ဖျားနေတာပါရှင်။ရစ်ပိုရိုဟစ်မင်းကနှစ်စဉ်နှစ်တိုင်းအလွန်တန့်ရှင်းရဌာနတဲ့ဝင်ရတယ်။တရတန်အသွေးနဲ့ဝင်ရတယ်။ဟုတ်တယ်။အဲ့ဒါကိုကသူ့အလို့မပြည့်ပြတ်သေးဘူးမလုံလောက်သေးဘူးဆိုတာပြနေတာ။ခရစ်စတိုကတော့ကိုယ်ပိုင်အသွေးနဲ့တခါတည်းဝင်ရောက်ပြီးအလို့ကိုအပိတတ်ထဲတယ်။ထက်လို့စရာမလိုတော့ဘူး။လုံးဝပြီးသွားပြီ။ဟုတ်တယ်။သူ့ရဲ့တခြင်းတဲ့သောပူဇော်ခြင်းကအတိတ်ပစ္စုပန် အနာဂတ်ကယုံကြည်သူအလုံးရဲ့အပြစ်အတွက်လုံလောက်တယ်။ဒါကြောင့်အပြစ်ဖြေဖို့အထွတ်နောက်ထပ်ရစ်ပူဇော်ခြင်းတွေဘာသာရေးလောက်ဆောင်မှုတွေလုံးဝမလိုလောက်တော့ဘူး။ကောင်းလိုက်တာ။အခန်းရဲ့အဆုံးတအငွေ20ခွန်းနဲ့28မှာတော့လူတွေတကြိမ်သေးပြီးတရားစီရင်ခံရဖို့တမတ်ထားတယ်လို့ပဲခရစ်တော်လည်းအများအပြစ်အတွက်တကြိမ်ပူဇော်ခံခဲ့ရတယ်ဆိုပြီးနိုင်ရှင်းထားတယ်။ဟုတ်ကဲ့။ဒါပေမဲ့နောက်ဆက်တွဲကမတူဘူး။ခရစ်တော်ဟာဒုတိယကြိမ်ကြွလာအောင်မယ်။ဒါပေမဲ့အပြစ်အတွက်ထပ်ပြီးပူဇော်ခံဖို့လာမှာမဟုတ်တော့ဘူး။ သူ့ကိုစောင့်မျှော်နေတဲ့အတွက်ကက်တင်ချင်းကိုအပြည့်အဝယူဆောင်လာဖို့ဖြစ်တယ်လို့ဆိုတယ်။ဒီနေရာမှာကက်တင်ချင်းကပါဖို့ဆိုလိုတာလေ။ပထမချင်းလာတော့ကကက်တင်ချင်းရပြီမဟုတ်ဘူးလား။အဲ့ဒါကောင်းတယ်မေခိုးမရှင်။ဟုတ်တယ်ယုံကြည်သူတွေဟာခရစ်တော်ကိုယုံကြည်တဲ့အချိန်မှာအပြည့်နဲ့အပြစ်တန်ကနေကက်တင်ချင်း justification ကိုရရှိပြီးသားပါ။ဒါပေမဲ့ကက်တင်ချင်းမှာအစ်စ်နဲ့ရှိသေးတယ်လေ။อืมဟုတ်ကဲ့။အာ အရာဒီကဒုတိယကျင်းကြွလာမှရမှာဟုတ်ပါတယ်ခရစ်တော်ဒုတိယကျင်းကြွလာတဲ့အခါမှာမှယုံကြည်သူတွေပြေဝခံစားရမှာဖြစ်တဲ့ဒါကြောင့်ယုံကြည်သူတွေဟာရရှိတိသားကယ်တင်ခြင်းကိုပြောင်းမွေရင်နဲ့အနာဂတ်မှာလာမယ့်ပြည့်စုံတဲ့ကယ်တင်ခြင်းကိုလည်းမျှော်လင့်ခြင်းနဲ့စောင့်မျှော်နေရတာဖြစ်တယ်ရှင်းတော်ပါပြီဒါဆိုဟေဗရဲအခန်းကြီး၉တခုလုံးကိုပြန်ချုံငုံကြည့်လိုက်ရင်အမ် the wise believers ကစူးစိပေးထားတဲ့အချက်လက်တွေကနေကျွန်တော်တို့ထုတ်ယူနိုင်တဲ့အဓိကအချက်တွေကပါပြီဖြစ်မလဲ ဓမ္မဟောစနစ်နဲ့ပဋိညင်သစ်ကြာကကွာခြားချက်ကိုဘလို့အနှစ်ချုံနိုင်မလဲအဓိကအချက်၃ချက်လောက်ပြောလို့ရမယ်ထင်တယ်ရှင့်ဟုတ်ကဲ့တကတော့အတွေးတော်ရဲ့တာလုံးမှုပေါ့တိရစ္ဆာန်အတွေးကအပြင်းမှန်းတန့်ချွေးမှုပဲပြနေတယ်ခရစ်တော်ရဲ့အတွေးတော်ကကြတော့အဖြစ်ကိုအပြည့်တိုင်းဖယ်ရှားပြီးကိုကိုကိုတိတော်စိတ်ကို အတွေးမှအထီးတန့်စင်ပြနေတယ်ဒါကတကယ်တာလုံးနဲ့တခိုးပဲမှန်ပါတယ်နှစ်ကတော့တကြင်လေးတော့ပူဇော်ရင်းရဲ့သာရအကျိုးသက်ရောက်မှု ဓမ္မဟောင်းမှလို့ထက်ခါထက်ခါလွတ်ဆရာမလိုဘူးမပြစ်ဆုံးမှု ခရစ်တော်ရဲ့တကြင်လေးတော့ပူဇော်ခြင်းကသာဝရအကြက်လုံလောက်တဲ့အပြစ်တတ်ပဲနောက်ထပ်ဘာမှလောက်ဆရာမလိုတော့ဟုတ်ကဲ့တုံးမှာတော့ဖျားတင်ထလွတ်လပ်စွာခြင်းကခွင့်ရသွားတာပဲဓမ္မဟောင်းမှအလုံကန့်တတ်ချတဲ့ဖျားရဲ့မျက်မှောက်တော်တွေကိုခရစ်တော်ရဲ့အသွေးတော်အားဖြင့်ယုံကြည်သူတိုင်းအခုလွတ်လပ်စွာရင်းရင်းစွာခြင်းကခွင့်ရပြီဟိုအဟအတာတိန်တင်ကားကစုတ်ဖေးခံလိုက်ရပြီလीဟုတ်ပြီဟုတ်ပြီဒီအချက်တွေကတကယ်အရေးကြီးတယ် ။ဒါတွေကဒီနေ့ခင်မှာဒီချမ်းစာကိုလေးလာနေတဲ့သူတွေအတွက်ဘလို့လက်တွေ့ကြတဲ့အကျိုးသက်အောင်မှုတွေရှိနိုင်မလဲ။ဒီတုံတင်ချက်တွေကကျွန်တော်ရဲ့ယုံကြည်ခြင်းနဲ့အသက်တာကိုဘလို့ပုံသွင်းသင့်တယ်လဲ။များကြီးရှိနိုင်ပါရဲ့ရှင်။ပထမဆုံးကတော့လေကိုယ့်ရဲ့ကဲတင်ခြင်းဖျားသခင်ရှေ့မှာလက်ခံခံရဖို့အကကိုယ့်ရဲ့စ조사မှုဘာသာရေးထုံတန်းတွေလိုက်နာတာကောင်းမှုကုသိုလ်လုပ်တာတွေအပေါ်မှာအာမကိုဖို့ပဲ။อืมကိုလိုမဟုတ်ဘူးပေါ့ ဟုတ်တယ်ခရစ်တော်ရဲ့ပြီးပြည့်စုံတဲ့အမှုတော်တစ်ခုတည်းကသာ အခြေခံဖြစ်တယ်ကျမတို့လုံနိုင်တာကအဲ့ဒီကြီးစုတော်ကိုယုံကြည်ခြင်းနဲ့လက်ခံဖို့ပဲဒါကကိုအားကိုကိုတဲ့ဘာသာရေးရဲ့ဝင်ထုတ်ဝင်ပိုးကနေလွတ်မြောက်စေတယ်ဒါကတကယ်အရေးကြီးတဲ့အချက်ပဲကိုစူးစမ်းမှုမဟုတ်ပဲသူလုပ်ပြတာကိုလက်ခံတာဟုတ်ပြီနောက်တစ်ချက်ကရောဒုတိယအချက်ကခုနကပြောခဲ့တဲ့တန်ဆင်ပြီးတော့ကိုကိုကိုတီးတော့စိတ်နဲ့ဆိုင်နေရှင်ခရစ်တော်ကကျမတို့ရဲ့အဖြစ်တွေကိုအပြည့်အဝကိုက်တွေ့ဖြစ်ရှင်းပေးခဲ့ပြီ ဟုတ်ကဲ့ ဒါကြောင့်အပြစ်လုံးမိတဲ့အခါကိုကိုကိုအပြစ်တင်ရှုံချနေတာဖះနဲ့ဝေးသွားပြီးတော့ခံစားနေတာမျိုးတွေနဲ့အချင်းမကုံစဲပဲနောင်တနဲ့ဝန်းချပြီးသားနဲ့ခရစ်တော်ရဲ့ခွင့်လွှတ်ခြင်းကိုလက်ခံပြီးတန်ရှင်းသောကိုကိုကိုတည်သောစိတ်နဲ့ဖះသခင်ကိုချင်ကပ်ဝတ်ပြုံနိုင်ပြီဆိုတာကိုနားမယ်ဟုတ်ပဲအပြစ်ရှိတယ်ဆိုတဲ့ခံစားချက်တွေအရှက်တရားတွေကဟန်ထားမနေတဲ့တော့ဘို့ဟုတ်ပါတယ်အဲ့ဒါတွေကဝတ်ပြုံကိုကိုခြင်းကိုဟန်အတာမဖြစ်တဲ့တော့ဘို့ ဒီလိုဆိုရင်ဝိပုကုကွယ်ခြင်းကတာဝန်တစ်ခုမဟုတ်တော့ဘဲကျေးဇူးတော်ကြောင့်ရတဲ့အခွင့်အထူးပျော်ရွှင်စရာဖြစ်လာနိုင်တာပေါ့ဟုတ်ပြီတတိယအချက်ကအနာဂတ်မျော်လင့်ချက်နဲ့ဆိုင်မဲထင်တယ်နော်ဟုတ်တယ်ရှင်ခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာပြီးကယ်တင်ခြင်းကိုအပြည့်အဝဆောင်ခြင်းပေးမယ့်နေ့ကိုမျော်လင့်ချက်နဲ့အသက်ရှင်ဖွယ်လိုအပ်ကြောင်းတတိပေးတယ်อืมဒီမျော်လင့်ချက်ကဒီလောကရဲ့အခက်အခဲတွေစွန့်စမ်းတော့ရမှုတွေကြားမှာခံနိုင်ရရှိဖို့ခွန်အားပေးတယ် တချင်တဲမှာပဲအဲ့ဒီနေ့အတွက်အစဉ်တင်းချင်းနေဖို့ဘုရားသခင်နှစ်သက်တဲ့တန်ရှင်းတဲ့အသက်တာနဲ့နေထိုင်ဖို့တွန်းအားလဲဖြစ်စေတဲ့။ကျမတို့ရဲ့အဆုံးမတိုင်ကဒီလောကမှာမဟုတ်ဘူး။လာမယ့်ဖုံးအသေးရင်မှာထစ်တယ်ဆိုတာသိမြင်ချင်းကလက်ရှိအသက်တာကိုဘယ်လိုအသက်ရှင်မလဲဆိုတာကိုလာမုံမှုရှိတဲ့နေရှင်။ ။ဟုတ်ကဲ့။ဟေဘရီအခန်းကြီး9ကနေကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်တကယ်ပဲအားရှိစရာစိတ်လို့ရှားစရာကောင်းတဲ့အမှန်တရားတွေကြီးပါပဲ။ဓမ္မနောင်ပရိရင်ရဲ့အရေးတွေကနေခရစ်တော်ဆောင်ခြင်းလာတဲ့ပရိရင်တည့်ရဲ့တကယ်အနစ်သာရထာဝရယွင်းတို့ချင်းနဲ့လွတ်လပ်စွာချင်းကခွင့်စီကိုရောက်လာပုံကတကယ်ကိုအံ့ဩစရာပါပဲ။ဟုတ်ပါရဲ့။ဒီဆွေးနွေးမှုအစောမတက်ခင်မှာလေစဉ်းစားစရာလေးတခုပေးခဲ့ခြင်းပါရှင်။ဟုတ်ကဲ့။ကျမတို့အချင်းချင်းပြောခဲ့တဲ့ အန့်စင်ပြီးတော့ကိုကိုတီးတော့စိတ်ဆိုတာကိုလက်တွေ့ဘဝမှာဘလို့နားလဲခြင်းသုံးနိုင်မလဲဒီအတ္တိတရားကနေ့စဉ်ကြုံတွေ့နေရတဲ့ကိုယ့်ရဲ့အားနည်းချက်တွေကြာရှုံးမှုတွေကိုမြင်တဲ့အမြင်ကိုဘလို့ပြောင်းလဲစေနိုင်မလဲอืมစစ်ဝင်စားဖို့ကောင်းတယ်ပြီးတော့အဲ့ဒီလိုတန့်စင်ပြီးသားလွတ်လပ်တဲ့စိတ်နဲ့ဖျားဖခင်ကိုဝေဖြူကိုးကွယ်ခြင်းဆိုတာကတော့ကိုယ့်အတွက်ဘလို့အသေးပဲရှိနိုင်မလဲဒီချက်တွေကိုဆက်လက်ဆင်ခြင်ကြည့်ကြဖို့တိုက်တွန်းချင်ပါရဲ့ရှင်အလွန်ကောင်းမွန်တဲ့ချင်းချင်းစရာအချက်ပါပဲ ီနေ့ဟေဘရဲခန်းကြီး၉ဘူအတူတကွအသေးစိတ်လေးလာဆန်းစစ်ထဲကြတာဒီမှာပဲရနာလိုက်ပါပြီနောက်တစ်ချိန်ပြန်ဆောင်ကြရတော့ဗော